ပိုင်းတကုံရှာပေးထားတဲ့စီးစိန်တွေကိုရှင်ဖုံးကြီးကိုအမွေပေးလိုက်တယ်မိဘ။မင်္ဂလာပါပရိသတ်ကြီး။လက်တလုံးမှာပရိသတ်တွေအရင်စိတ်ဝင်စားနေကြတဲ့ပိုင်းတကုံရဲ့မိသားစုအရေးကိစ္စကတော့အားလုံးရှင်းရှင်းလင်းလင်းတည်ကုံကြပါပြီ။အစတုန်းကပိုင်းတကုံရဲ့မိဘတွေကပိုင်းတကုံတို့လင်မယားနှစ်ယောက်ကပဲမိဘပေါ်မတည်တမ်းရိုင်းဆိုင်တဲ့ပုံစံမျိုးပိုင်းတကုံရဲ့မိခင်နဲ့ဆွေမျိုးတွေဘက်ကရေးသားနေကြတာကြောင့်ပရိသတ်တွေကပိုင်းတကုံကိုတားမိုက်ဆိုပြီးဝေဖန်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ပိုင်းနဂွေရဲ့ဇနီးကျော်လေးလင်းမြဖူးရဲ့အတော်ဖြစ်သူကကြားရဲကနေမကြည့်ရလို့အမှန်တရားကိုထုတ်ပေါ်လိုက်တဲ့အခါမှာတော့ပိုင်းနဂွေမိဘတွေရဲ့ဇေယျအမှန်ကိုတွင်လာရပါတော့တယ်။လင်းမြဖူးရဲ့တော်ဖြစ်သူရေးသားထားတာကတော့ပိုင်းနဂွေဟာမိဘအပေါ်အယံတည်တဲ့ပင်တူမဖြစ်သူလင်းမြဖူးကလည်းရောက်ခမရီပေါ်မှာအယံကောင်းခဲ့တဲ့သူဖြစ်ကြောင်း သူတို့မရှိခင်ကတည်းကပိုင်းတကွန်ရဲ့မိဘတွေကပိုင်းတကွန်ကိုစိတ်ကြိုက်ချဲ့လဲကြလို့မိဘနဲ့အဆင်မပြေဖြစ်လို့ပိုင်းတကွန်ကအိမ်ပေါ်ကဆင်းပြီးတယောက်တည်းနေခဲ့တဲ့အကြောင်းမင်္ဂလာပွဲလုံးမဲ့အချိန်မှတော့မှပိုင်းတကွန်ကိုမိဘနှစ်ပါးကပြဿနာရှာလို့ပိုင်းတကွန်မှာမျက်ရည်ဆက်လန်းနေမင်္ဂလာပွဲလုပ်ခဲ့ရတဲ့အကြောင်းနဲ့အခုကိစ္စမှာလည်းပိုင်းတကွန်ရဲ့အမနဲ့အမေဖြစ်သူကရိုင်းဆိုင်တဲ့စကားနဲ့လင်းမြဖူးရဲ့မိဘတွေကိုပြောဆိုခဲ့လို့ပြဿနာတွေဖြစ်ခဲ့ရတယ်လို့ရှင်းပြလာခဲ့ရပါ ပိုင်ဒဂွန်တို့ဟန်နီမွန်းကိုတူရကီသွားလည်နေတဲ့ချိန်မှာသူတို့နေဖို့မင်္ဂလာဦးလက်ဖွဲ့ဖြင့်လင်းမြဖူရဲ့မိဘတွေပေးတဲ့စံအိမ်ကြီးမှာပိုင်ဒဂွန်ရဲ့အမဖြစ်သူကနေထိုင်ပြီးတော့လင်းမြဖူရဲ့မိသားစုကိုအောက်တန်းစားတွေလိုအင်္ဂါလုံသမားတွေကိုအတင်းတုပ်ပြောဆိုခဲ့ပါတယ်။အဲစကားကိုဟန်နီမွန်းကပြန်လာတဲ့ပိုင်ဒဂွန်နဲ့လင်းမြဖူကတီးသွားတော့ရောင်မဖြစ်သူကိုဖုံးဆက်မိတော့ရောင်မနဲ့ရှောက်ကမာတို့ကလင်းမြဖူနဲ့လင်းမြဖူရဲ့မိဘတွေကိုဖုံးထဲမှာဆဲဆိုခဲ့ကြပါတယ်။ အဲ့ဒီပြဿနာတွေကြောင့်ပဲပိုင်နဂုံတို့လင်မယားကပိုင်နဂုံမိဘတွေကိုအဆက်အသွယ်မလုပ်ပေးနေကြတာပါ။ဒါပေမဲ့ပိုင်နဂုံရဲ့မိခင်ဖြစ်သူကပန်းနူသွေးပြီးတားကိုလူဆိုးဆက်ခင်းနေကြတာပါ။ပိုင်နဂုံအမဖြစ်သူမိချစ်သွေးကလည်းသူ့အမေကပတ်စံလိုအပ်လို့ပိုင်နဂုံစီတွားတောင်းရင်လင်းမြဖူစီကယူလာမျက်နှာငယ်လေးလိုရှိသားထားပါသေးတယ်။ ပိုင်ကွန်မှာမောင်နှမ6ယောက်ရှိပေမယ့်သူလက်မထက်ခင်မှာပိုင်ကွန်တယောက်တည်းကပဲမိဘတွေကိုလှုပ်ကြွေးခဲ့သူဖြစ်တယ်လို့အောင်မြင်တဲ့အချိန်မှလည်းမိဘတွေအတွက်တိမ်ပေါင်းတသိန်း3000တန်ချီရှိတဲ့စိုင်းကြီးကိုဝယ်ပေးခဲ့ပြီးတော့တိုင်းနယ်ကနေမိဘမောင်နှမတွေကိုပြေဆုံအောင်ထားခဲ့ပေးတာပါအခုမိမရပြီကိုမိသားစုနဲ့ကိုခွင်းနေတော့လေပိုင်ကွန်ရှာသမ ्या ကိုမိဘတွေကလိုချင်နေလောဘကြီးနေတာကြောင့်ပြိသက်တွေကပိုင်ကွန်ရဲ့မိဘတွေကိုဝေဖန်ပစ်တင်နေကြပါတယ် ပိုင်းကုံရဲ့မိဘနှစ်ပါးကတော့ပိုင်းကုံကိုမိသားစုစင်းနဲ့မထဲတော့ဘူးလို့ပြောပြီးတော့သူတို့ရဲ့ဘိန်းဆွဲဆေးဆွဲနေတဲ့အဆူဆုံးသားမိုင်လေးရှင်ဖုံးပြေကိုအမွေအားလုံးပေးလိုက်ပါတယ်။ပိုင်းကုံကိုရွှဲတိုက်ပြီးတော့ပိုင်းကုံရှာပွေခဲ့တဲ့စီစဉ်နေနဲ့ပတ်စံလေးကိုအငယ်ဆုံးသားရှင်ဖုံးပြေကိုအမွေပေးခင်တာဖြစ်ပါတယ်။ရှင်ဖုံးပြေဟာအကိုဖြစ်သူရဲ့အောင်မြင်မှုကြောင့်အမှုပညာလောကတွင်ဝင်ခဲ့ပူပေမယ့်တင်းဥဆောင်ရည်ချင်းမရှိလို့ရုပ်ရှင်မရိုက်ခင်ရပါဘူး။ အကုန်နဲ့မိဘစီကပတ်စံလက်ဖြန်တောင်းပြီးတော့အိမ်မော်ကဆင်းပြီးမိန်းကလေးတွေနဲ့ရှုပ်ပွေနေခဲ့ပြီးတော့ချစ်သူမိန်းကလေးတွေစီကနေခြူစားတယ်လို့နာမည်ပြတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ်။ပိုင်းတကုံလိုလိမ္မာပြီးတိတက်တဲ့တာကူကြအမြဲတမ်းဖိအားတွေပေးပြီးတားဆိုးတားမိုက်ကူကြတော့အမွေပေးခဲ့တဲ့မိဘဖြစ်သူတွေရဲ့လောက်ရကတော့အံ့ဩစရာပါပဲ။ပရိသတ်ကြီးရဲ့အမြင်လေးတွေကိုလည်း comment မှာရှင်းပြခဲ့ကြပါအောင်ရှင်။